အားလုံးပဲမင်္ဂလာပါခင်ဗျာဆက်ရည်သူမောင်တီရေးသားတဲ့ဤကဘာလို့အမည်ရတဲ့ဝတ္ထုတို့လေးကိုကျွန်တော်ကိုချွတာမှဖတ်ကြားတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာနားဆင်ကြည့်ပါအောင်ခင်ဗျာဤကဘာကျွန်တော်တို့လင်မယားအိမ်အောင်ကြကန်စားကကျွန်တော်ဒီကျွန်တော်ဤဇနီးဖြစ်သူအားပြောင်းတလိုလိုနောက်တလိုလိုအတီလိုလိုနဲ့မင်းမင်းကလေးမွေးရင်ငါနဲ့ဆယ်တောင်กว่าမှာနေရမယ်စသည်ဖြင့်ပြောင်းတလိုလိုနောက်တလိုလိုအတီလိုလိုနဲ့ပြောခဲ့ကိုပါသည် ဒါပေမဲ့အဲ့ဒီလိုပြောပြီးတိုင်းပြောပြီးတိုင်းကျွန်တော်စိတ်မကောင်းဖြစ်မိပါသည်ဒါပေမဲ့ယောက်ျားကလေးကကောင်းသည်မိန်းကလေးကမကောင်းဘူးဘယ်သူ့ဘယ်ညာလူကြီးသူမတွေပြောကြဆိုကြတာတွေတတိယမိပြန်တော့တခါမင်းမိန်းကလေးမွေးရင်ငါနဲ့ဆယ်တောင်ကွာမှာနေရမယ်စသည်ဖြင့်ပြောင်းတလူလူနောက်တလူလူအတီလူလူနဲ့ပြောမိပြန်ပါသည်တကယ်တော့ကျွန်တော်ဒီထိုစဉ်ကယောက်ျားကလေးလူကျင်တာလားမိန်းကလေးလူကျင်တာလား တိတိကျကျလည်းကျွန်တော်ကိုကျွန်တော်တကယ်မသိခဲ့ပါကျွန်တော်ဘယ်နှကြိမ်ပြောင်းသလိုလိုနောက်သလိုလိုအတီလိုလိုနှစ်ပြောခဲ့ဘူးဒီကိုလည်းမမှတ်မိတော့ပါအဲ့ဒီလိုနဲ့ကျွန်တော်ဤဇနီးဒီပထမဦးဆုံးတဦးယောက်ျားလေးတဦးကိုစတင်မွေးဖွားပေးခဲ့ပါသည်နောက်တစ်ခါကျွန်တော်ဇနီးကဒုတိယမြောက်တားယောက်ျားလေးတယောက်ကိုမွေးဖွားခဲ့ပြန်ပါသည်နောက်တစ်ခါကျွန်တော်ကပြောမိပြန်သည်လားမသိပါဘူး တတိယယောက်ျားလေးတစ်ယောက်ကိုမွေးဖွားပေးပြန်ပါသည်ဇတုထယောက်ျားလေးတစ်ယောက်ကို မွေးဖွားပေးပြန်ပါသည်ပြင်စမယောက်ျားလေးတစ်ယောက်ကိုမွေးဖွားပေးပြန်ပါသည်ကျွန်တော်ဒီမိန်းကလေးလိုချင်စိတ်တွေဖြစ်ပေါ်လာပါသည်ကျွန်တော်ဤအိမ်ဒီမဆုံမပြေဖြစ်၍နေတတ်သည်ထင်မိပါသည်တစ်ပင်ပန်းမင်များမရှိသော ပန်းညံတစ်ခုထဲ၌တားယောက်ျားကလေးများဘောလုံးကန်နေကြသည်ကိုတွေ့မြင်ရပြီတကယ်တို့ဖြစ်ပါသည်စတဘမြောက်တားယောက်ျားလေးတစ်ယောက်ကိုမွေးဖွားပေးပြန်ပါသည် ျွန်တော်ဤအိမ်ဒီအတော်ပင်ပူလောင်လျှောက်တွေ့နေသည်ဟုထင်မိပါသည် ကျွန်တော်ဤမိသားစုကိုကြည်ရသည်မှာမိမဆို၍ကျွန်တော်ဤဇနီးတဦးတည်းသာတွေ့မြင်ရ၍ကျန်လူများမှာတားလျှောက်ရောက်နေကျွန်တော်ကိုပင်ကျွန်တော်သာလျင်အဖတ်မတလဲလဲတွေ့၍တွေ့၍နေရပါသည်အလေးချိန်မညီမညီမြသောချိန်ဝင်တစ်ခုကိုမြင်ရသောအခါမခံမရက်နိုင်ပြီတကယ်လို့ခံစားရပါသည်။နောက်ပြီးဟန်ချက်မညီသောတစ်ဖက်လေးနေသည့်ဗဇီကားတစ်ချက်ကိုတွေ့မြင်ရသည့်အခ မြေကဲ့သို့မြတ်တန်းခြင်းမခံနိုင်ကဲ့သို့လည်းဖြစ်၍နေပါသည်ဒီကြားထဲတွင်တငယ်ချင်းတွေမိတ်ဆွေတင်ကားအပေါင်းအသင်းတွေကလည်းနောက်ထပ်ကလေးမရအောင်စေထိုးစေစာပြုလုပ်ဖို့အမျိုးမျိုးသောအကြံဉာဏ်တွေကိုပေးကြလေသည်နောက်ဆုံးဘိုက်သွားအသည့်ဆေးရုံဆေးကမ်းများကဆရာဝန်ဆရာမများကဆိုလျင်ကျွန်တော်ဤဇနီးကိုမမွေးတော့ဖို့လျှောက်လွှာတင်ရန်ပြောကြားလာကြပါသည်ဒါနဲ့ကျွန်တော်ကမနှစ်သက်ကြောင်းတဘာဝတရားအတိုင်းမြင်လို့ကြောင်း ကျွန်တော်တို့မိဘဘိုးဘွားတွေကျွန်တော်တို့ကိုဒီလိုပဲမွေးဖွားထားခဲ့ကြကြောင်းကျွန်တော်တို့တတွေလည်းညီအကိုမောင်နှမတွေများကြကြောင်းနောက်နောက်ပြောကြလျင်ပြန်၍ပြောပြရန်ကျွန်တော်၏ဇနီးအားမှားကြားထားရပါသည်ဆေးရုံဆေးကမ်းများတို့ကျွန်တော်၏ဇနီးသွားသောအခါဆရာဝန်ဆရာမများကတဘာဝကြီးလာပြီဟဲ့ဟို၍ရှက်စနိုးပင်နောက်ပြောင်ပြောဆိုကြသည်ဟို၍ကျွန်တော်၏ဇနီးကကျွန်တော်ကိုပြောပြပါသည် နောက်တစ်ချက်ကကျွန်တော်ဤခန္ဓာကိုယ်ကို ပြုပြင်ခြင်းကျွန်တော်ဇနီးဤခန္ဓာကိုယ်ကိုပြုပြင်ခြင်းများကိုမိခဲ့တို့မြားလက်မှတ်ခံနိုင်ပါတဘာဝကပြည့်ရထားသည့်ခန္ဓာကိုယ်အတိုင်းသာလျင်ကြိုက်နှစ်တတ်ပါသည်ကျွန်တော်နှင့်ကျွန်တော်ဤဇနီးကိုထောက်ခံအားပေးသူဟူ၍ကျွန်တော်အလွန်ချစ်မြတ်လိုသောကျွန်တော်ဤမိရေတူတဲသားလျင်ရှိပါသည်တနေ့ရွာကိုကျွန်တော်တို့တို့တွေရောက်ကြတော့ကျွန်တော်အလွန်ချစ်သောကျွန်တော်ဤမိရေကကျွန်တော်ဇနီးကိုကျွန်တော်ချိန်မှာပြော့ပြပါသည်ဟဲ့သမီး တားယောက်ျားလေးကြီး9ယောက်ပြည့်အောင်မွေးရင် ရှင်ရခွန်းပါပြည့်အောင်ပေါ့အဲ့ဒါဆိုလို့ရှိရင်အလုံးမြက်မြက်မြက်တဲ့မိမအဲ့ဒီမိမမျိုးရဲ့အရေးကွယ်ကိုတခြားမိမတွေကမနှင်းကောင်းဘူးတဲ့အဲ့ဒီလိုပြောပြပါသည်ကျွန်တော်ရဲ့အဖေကခလန်းလန်းကခုံတန်းလေးရပေါ်မှာစိတ်စိတ်ထိုင်နေရင်တချက်လန့်ကြည့်ပြီးကျွန်တော်သူ့အလုံးနှစ်သက်မြန်လို့တော့ပခုတ်ကိုဆေးဘော်လေးကြီးကိုဖွာရွေ့နေပါသည်နောက်ကျွန်တော်တို့မိသားစုရန်ကုန်ရွှေမြို့တော်ကြီးကိုပြန်ရောက်ခဲ့ကြပါသည် ျွန်တော်ဤဇနီးကုံဝန်ကိုလည်းစေယုံစေကမ်းများမှာအပ်၍ပြန်ထားပါသည်ဒါနဲ့တနေ့ကျတော့ကျွန်တော်ဇနီးကဖိုက်နာကြောင်းမွေးဖွားလိမ့်မည်ထင်ကြောင်းတားဖွားဆရာမကိုတွား၍ခေါ်ဖို့လိုအပ်ကြောင်းကျွန်တော်ကိုပြောပြပါသည်မှတ်မှတ်ရရဆိုလျင်ထိုနေ့ကမိုးရီရွာနေပါသည်စေယုံကိုမတွားဘဲတားဖွားဆရာမကြီးတဦးဤအိမ်သို့တွားခေါ်တော့မိုးမိတာကိုကျွန်တော်မှတ်မိနေပါသည်စေယုံမှာတွားပြီးမမွေးတဲ့အကြောင်းကလူကြီးရဲ့လို့ကျွန်တော်တို့မှာ ျွန်တော်နဲ့ကျွန်တော်ဇနီးနှစ်ဦးပဲရှိကြတော့အိမ်မှာကလေးတွေကြီးဒုက္ခများမှာဆိုတာနဲ့အိမ်မှာပဲတားပွားဆရာမနဲ့မွေးကြဖို့စီစဉ်ကြစီစဉ်ကြတာဖြစ်ပါတယ်တကယ်လို့လိုအပ်တာလိုအပ်လာပြီဆိုရင်မှဖြင့်စေယုံကိုချက်ချင်းသွားကြမည်ဟူ၍ဆုံးဖြတ်ထားကြပါသည်တားပွားဆရာမနဲ့အတူအိမ်ကိုပြန်ရောက်တော့ကျွန်တော်ဇနီးမှာဘိုက်တော်တော်နာနေပြီဖြစ်ပါသည်ဒါနဲ့မီးဖွားဖို့စီစဉ်ကြပါသည်ပထမကျွန်တော်ကဆယ်ဆောင်လွဲစာအုပ်ကိုဖျက်ပြီးအင်ဂူလီမာရာတုတ်ကိုတူတူနဲ့ တည်တည်ငြိမ်ငြိမ်စောက်တည်ပြီးရွတ်ဖတ်ပါသည်မြမလိုအထိပ္ပယ်အနောက်ကိုလည်းတခါဖတ်ခဲ့ဝိသဖြင့်အလွန်နှစ်သက်သဘောကျပါသည်ယုံယုံကြည်ကြည်နဲ့ရွတ်ဖတ်ပါသည်ထူးထူးခြားခြားပြောရပါဦးမည်ဆီယာမကအိမ်နီးချင်းအမျိုးသမီးချင်း၂ယောက်၃ယောက်လောက်သွားခေါ်ဖို့ကျွန်တော်ကိုပြောတော့ကျွန်တော်ကဆီယာမကျွန်တော်နဲ့ဆီယာမနှစ်ဦးတည်းကျွန်တော်ဇနီးကိုမွေးဖွားပြီးတော့မရဘူးဒါကျွန်တော်ကိုဆီယာမခိုင်းလို့ရခိုင်းပါခိုင်းလို့ရကြောင်းကျွန်တော်ကပြောပြပါသည် မမျော်လင့်တဲ့ကျွန်တော်ရဲ့စကားကိုကြားတော့ဆရာမကတတော်ကလေးအံ့အားသင့်ပုံရသွားပါသည်။နောက်ကျွန်တော်ကိုစူးစူးစမ်းစမ်းကြည့်ပြီးတော့လည်းအကဲခတ်ပုံရပါသည်။ကျွန်တော်ကဆရာမကိုတစ်ချက်အမျှကြည့်ပြီးညက်လွာကိုချထားမိတဲ့ဖြင့်တိတိကျကျတော့မသိပါဒါပေမဲ့ဆီယမရဲ့အမူအရာကိုလည်းသိနေပါသည်ဒါကြောင့်အမူအရာတွေကိုပါကျွန်တော်ကပြောပြနိုင်ရင် ဖြစ်ပါလိမ့် နောက်ပြီးတော့ဆီယာမခန်အင်ဒရီဆယ်ပြီးဘာဖြစ်လို့လဲအိမ်နီးနာချင်းတို့ကိုမခေါ်ချင်တာဘာကြောင့်လဲဟုတ်ကျွန်တော်ကိုမေးပါသည်မဟုတ်ဘူးဆီယာမကျွန်တော်တို့အိမ်နီးနာချင်းတွေရဲ့စစ်ဆန်ကြီးကတမျိုးပဲသူတို့ကိုအကူအညီခေါ်ရင်ကျေးဇူးတင်မှကြိုက်တာကျွန်တော်တို့ကကျေးဇူးတင်ရမှာကိုတိတ်နှမျောတာလို့ကျွန်တော်ကအေးအေးဆေးဆေးတီတီငြိမ်ငြိမ်နဲ့ပြန်ပြောမိပါသည်ဒါနဲ့ဆီယာမကဒီလိုဆိုရင်လည်းဖြစ်ပါလေဆိုပြီးအနှဲငယ်ပြုံးပြီးကျွန်တော်နဲ့အတူတကွမိဖွားပွေးကြဖို့ကိစ္စကိုသဘောတူသွားကြပါသည် အမှန်ကလိုအပ်ပါကအချိန်နောက်မကျစေဘဲစေယုံကိုအမြန်သွားဖို့ဆုံးဖြတ်ချက်ချဖို့ကျွန်တော်ကိုယ်တိုင်မွေးဖွားခန်းထဲတွင်သိမြင်နေလိုခြင်းကိစ္စလည်းအကြောင်းတစ်ခုဖြစ်ပါသည်နောက်တစ်ခုက မွေးဖွားခန်းအတွင်းယောက်ျားများမဝင်ရဆိုသည့်အချက်ကိုလည်းကျွန်တော်မကြိုက်နှစ်သက်ပါဒါအချက်စရာကိစ္စဟူ၍လည်းသဘောမတူပါဒီကိစ္စသည်မိမများ၏အရေးကြီးဆုံးသောကိစ္စကြီးတစ်ခုဖြစ်ရာအဖဲကြောင့်ယောက်ျားများကဥပိ္ပခာပြုပြီးနေရသည်ကိုလည်းကျွန်တော်စဉ်းစားလို့မရပါဘူး နောက်ပြီးတော့ကျွန်တော်တို့ကိုပင်လည်းရင်ကျွန်တော်တို့ရဲ့မိခင်များကဤလိုမွေးဖွားခန်းထဲမှာပင်လည်းမွေးဖွားပေးခဲ့ကြသည်မဟုတ်ပါလား။နောက်ပြီးမိရက်နဲ့တားဖွားအထုကုပါရဂိုဆရာဝန်ကြီးတယ်ဆိုလေဒီလိုဆိုဘလို့လောက်ကြမလဲ။ဒါကြောင့်မိနေကန်အတွင်းယောက်ျားဝင်နေရင်ဖုံးနှိမ့်တတ်တယ်ဆိုသောဇကားကိုကျွန်တော်မှလက်မှတ်ခံနိုင်မယ်ဖြစ်နေပါသည်။တခါတလေအချိန်မီဆေးရုံပို့ဖို့ကိစ္စမျိုးမှာမိမတွေအကြအကြီးစဉ်းစားနေကြတော့ယောက်ျားတွေက မသိလိုက်ရပဲ။ အရှိန်တွေနောက်ကျသွားတာဒါမျိုးတွေကြောင့်မဆုံးသင့်မဆုံးကျုံးသင့်ပဲဆုံးကျုံးသွားရတဲ့မိခင်တွေဘယ်နှဦးရှိအောင်မလဲဆိုတာကိုကျွန်တော်ကမစင်းစားရဲပါအဲ့ဒီအချိန်မျိုးမှာကျွန်တော်ဤအမေဒီတော်လည်းကောင်းအမဒီတော်လည်းကောင်းညမဒီတော်လည်းကောင်းဖြစ်နေလျင်ကျွန်တော်ဝင်ရောက်ပါဝင်ကူညီမိဖွားပေးမိမိမှာတေချာပါသည်ကျွန်တော်ဤအမေရင်းကိုယ်တိုင်မှာလဲကျွန်တော်အောက်ကညီမလေးကိုမွေးပြီးတည်ဆုံးသွားခဲ့ပူပါသည် နောက်ပြီးကျွန်တော်ကိုယ်တိုင်မွေးဖွားခန်းထဲမှာရှိနေလျင်လဲကျွန်တော်ဇနီးမှာပို့၍အားရှိလာလိမ့်မည်ဟု၍လည်းယုံကြည်နေပါသည်အဲ့ဒါနဲ့ပဲမွေးဖွားခန်းထဲမှာကျွန်တော်ကကျွန်တော်ဤဇနီးခေါင်းရင်းဘက်မှာထိုင်ရပါသည်ဆရာမကမိဖွားပွေးမိနေရာတွင်ထိုင်ကြပါသည်နောက်ရင်နွေးဦးအတဲခိုင်းဖို့အိမ်ကြီးချင်းတယောက်လောက်တော့ခေါ်ဖို့လိုအပ်ကြောင်းဆရာမက ပြောပြပါသည်ဒါနဲ့ကျွန်တော်လည်းမငင်းတာတော့ပဲတားတယောက်ကိုအိမ်နီးချင်းအမငင်းကိုတွားခေါ်ရင်လွတ်လိုက်ပါလိမ့် ခဏကြတော့အမငင်းရောက်လာပြီးမွေးဖွားကန်းထဲကိုဝင်လာပါသည်ပရမတော့အာအသင့်သွားပုံရသည်နောက်ကျွန်တော်ဤဇနီးပင်မှာဝင်ထိုင်ပြီးပျော့ပျော့ရွှင်ရွှင်ပြန်ဖြစ်သွားပါသည်ဆရာမနှင့်အမငင်းတို့နှစ်ဦးမှာအနေငယ်ချက်အန်းအန်းဖြစ်နေကြသည်ဟူ၍ကျွန်တော်ထင်ပါသည်ကျွန်တော်ဇနီးမှာဘိုက်အတော်နာနေပုံရသည်ဒါကိုကျွန်တော်ကမတိလင်ဟန်ပြု၍နေလိုက်ပါသည်အဲ့ဒါနဲ့ကျွန်တော်ကဆရာမနှင့်အမငင်းတို့နှစ်ဦးလည်းအချက်ပြေးစီ ကျွန်တော်ဤဇနီးလဲတက်တီကောင်းလာစေဆိုပြီးလွန်ခဲ့သောအနှစ်20လောက်ကကြီးခဲ့ဘူးတော့အာဖရိကဇနီးမောင်နှံနှစ်ဦးလင်ယောက်ျားဖြစ်သူကအာဖရိကအမျိုးသားကဇနီးဖြစ်သူကိုဝင်တဲ့အာဖရိကအမျိုးသမီးအားမွေးဖွားပေးခဲ့ပုံကိုပြောပြပါသည်နေဘူဘူလွင်နီးခေါင်တွေနဲ့တိုင်းနဲ့တိုင်းဆိုင်၍ထုတ်တန်းတွင်ဇနီးဖြစ်သူကိုဝင်တဲ့အားလက်နက်ဖက်တွင်ကြိုးရှိ၍တွဲလွဲဆွဲထားပုံ မြေပြင်နဲ့တထောင်ကျော်ကျော်လောက်နှစ်ထောင်ကျော်ကျော်လောက်လွတ်နေပုံအောက်မှနေဖြစ်သူအာဖရိကမျိုးသားကစောင်းချောင်းထိုင်၍စောင့်နေပုံခဏကြာတော့ခလေးထွက်ကြလာပုံနောက်ထုတ်တန်းမှကြိုးကိုဖြည့်၍ရှာပြီပုံနောက်နွားရကောင်ဤလေတိုင်းကိုမြားနှင့်ခွင်း၍မြားကိုနှုတ်လိုက်သောအခါနွားဤလေပင်မှသွေးများပန်းထွက်လာပုံအဲ့ဓာတွေကိုကြောက်ဖြုံသည့်အချက်အခွန်ခွက်ကြီးဖြင့်သွေးအပြည့်ရသည်သည့်ခံယူပုံ နောက်နွားဤနေတိုင်းကိုသွေးထွက်ရာမြားချက်အပေါက်ဝါကိုရှင်စင်းဖြင့်ပြန်ပြီးပိတ်လိုက်ပေါ်နောက်ပြီးတော့သွေးထွက်ကလုံးကုံအောင်ဇနီးဖြစ်သူအာဖရိကမျိုးသမီးအားအတောက်ခိုင်းပေါ်မိဘချင်းကိစ္စအောင်မြင်စွာပြီးဆုံးသွားပုံလို့ကိုကျွန်တော်ကစီကာပကုံပြောပြဖြစ်ပါလိကျွန်တော်ဤဇနီးသည်တတ္တိပို၏ကောင်းလာသည်ဟုကျွန်တော်ထင်ပါသည်ကျွန်တော်ဤပေါင်းနှင်းကြောကိုတစ်ချက်လိန်ဆွဲလိုက်သည်ကိုကျွန်တော်အခုအထိမှတ်မိနေပါသည် ဆရာမနဲ့အမကြီးတို့နှစ်ဦးလဲအနေငယ်စီရှက်နေကြသေးတယ်ကိုထင်ပါသည်ဒါနဲ့ဆရာမဆိုရင်ခလေးတင်မိဘွားပေးလာခဲ့တာတော်တော်များများကြာရောပေါ့နော်ဆိုပြီးကျွန်တော်ကမေးပါသည် ဟာ ပြောမနေနဲ့နော်တထောင်ကျော်ကျော်လောက်တော့ရှိလောက်ပြီဟူရပြောပါသည် အမကြီးကရဲပါသည် နောက်ဆရာမဒီသူ့ကိုယ်သူရှက်ဆရာမဟုတ်တော့တာကိုရှက်မိနေပါကလားဆိုပြီးကိုကိုကိုရိတ်မိသွားပုံလဲထင်ပါသည်ဆရာမနဲ့အမကြီးတို့ဒီကျွန်တော်ကိုရင်းရင်းနေနေဖြစ်လာကြပါသည်ပြောပြောချင်းချင်းလဲဖြစ်လာကြပါသည် တခြားရေတရားတွေကိုလည်းလျှောက်ပြောကြပါသည်။တားတို့သည်ဝါထင်အပေါင်းမှကိုတီချောင်းရင်ကြည်နေကြသည်ကိုကျွန်တော်သိနေပါသည်။ထင်အပေါင်းများမှသူတို့ရဲ့မျက်လုံးကလေးတွေကိုကျွန်တော်မြင်တွေ့၍နေပါသည်။ကျွန်တော်ကမသိကျင်အောင်ဆောင်၍နေလိုက်ပါသည်။တားတို့တွေတိုး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 နဲ့ကြိတ်ပြီးရင်နေကြတဲ့အတန်လေးတွေကိုကြားတော့ဆရာမနဲ့အမကြီးတို့ကကလေးတွေကိုဟဲ့ကလေးတွေရှောင်းမကြည့်ကြနဲ့လို့ပြောကြပါသည်။ဒါနဲ့ကျွန်တော်က ဆရာမရေသူတို့လည်းဘလို့မွေးဖွားလာခဲ့ကြတယ်ဆိုတာကိုမြင်ဘူးအောင်ကြည်နေကြပါလားကြည်နေပါစေဆရာမရေဆိုပြီးပြော့ပြပါသည်ခဏကြာတော့ရေမှားပောက်ပါသည်ဆရာမကကျွန်တော်ဇနီးဤဘိုက်ကိုတွန်းပေးဖို့ပြောရေးကျွန်တော်ကတွန်းပေးပါသည်ကျွန်တော်ဇနီးကိုလည်းညှစ်ပေးဖို့ပြောပါသည်ကျွန်တော်ဇနီးသည်ကျွန်တော်ရဲ့လက်မောင်းကိုဆုပ်ကန်အားပြုပြီးညှစ်ပါသည်နောက်ခလေးဤဦးကောင်အမိဤဝမ်းကြတိုက်တကားပေါက်မှအပြင်သို့ထွက်၍လာပါသည်ဆရာမကခက်တ ယန္တာထိုင်ရင်ပြောပါသည်ဆ ्याम မသည်လက်ဖြံမှပတ်ထားသောနာယီကိုတစ်ချက်ကြည့်၍အချိန်ကိုပြောပြပါသည်ခဏကြာတော့ဆက်တွန်းပင်းရန်ပြော၍ဆက်တွန်းရပါသည်ကျွန်တော်၏ဇနီးကိုလည်းဆက်ညှစ်ရန်ပြော၍ကျွန်တော်ဇနီးကလည်းကျွန်တော်၏လက်မောင်းကိုအားပြုဆုပ်ကိုင်ကညှစ်ပေးပြန်ပါသည်ကျွန်တော်သည်ဝမ်းသာလုံးရဲ့ရင်းတွေခုန်နေပုံကိုမိမိကိုယ်ကိုမိမိမြင်တွေ့နေရပါသည် နောက်မွေးကန်းသည်တခဏမျှတိတ်ဆိတ်ငြိမ်သက်ရရှိပါသည်နောက်တော့မှခလေးရဲ့ ဥဝဲဥဝဲဆိုတဲ့ငိုတန်အပေါ်ထွက်ပေါ်လာပြီးကျွန်တော်တို့အားလုံးလည်းပျော်ရွှင်သွားကြပါသည်ကျွန်တော်ကကျွန်တော်ဇနီးဤနှစ်ဖူးကချွေးတွေကိုတုတ်ပေးပါလိကျွန်တော်တနည်းသည်တော်တော်ကလေးပင်ပန်းသွားတော်လဲမျက်နာမှာလန်းလန်းဆန်းဆန်းရှိပါသည်ထိုနေ့သည်တနင်းကနေနေဖြစ်ပါသည်ကျွန်တော်ဤအမှတ်ဉာဏ်သည်တမျိုးဖြစ်ပါသည်နေ့ရက်များကိုမှတ်၍မရပါကိစ္စရှိရင်သိလို့လည်းရင်တယောက်ယောက်ကိုမေးရပါသည်ဒါပေမဲ့အဲ့ဒီနေ့ကိုတော့ကျွန်တော်ပြောနိုင်ပါသည်ဆရာမကသမီးရဲ့ အမိကိစ္စကိုဒီနေ့တနင်္ဂနွေဆိုပြီးအုံမာလို့မှဲဖို့ပြောတော့ကျွန်တော်ကကျွန်တော်ဇနီးရဲ့အမိကိုနောက်မှထပ်ထပ်ပေးလိုက်ပါသည်အုံမာမြဟူ၍ဖြစ်ပါသည်ကျွန်တော်ဤသမီးကလေးမှာဆရာမပေးလိုက်သည့်အမိနဲ့လိုက်ပါသည်တတော်ကလေးရှောသည်နှင်းစီပန်းကလေးတစ်ဝင့်ကိုကြည့်နေရတာနဲ့တူပါသည်သူ့အမေဤအမိကိုနောက်မှထပ်ဖြည့်ပေးလိုက်တော့ပုံမို့၍ပြေဆုံးသွားပါသည်အဲ့ဒါကတတမမြသမီးလေးကိုမေးဖွားပေးခြင်းဖြစ်ပါသည်ကျွန်တော်ဒီကျွန်တော်ဤသမီးကလေးကိုအလွန်ချစ်ပါသည်အထင်လဲကြီးပါသည် ။ဗကြီးဆရာမကြီးဖြစ်လာမလား။ဒါမှမဟုတ်ကဗျာဆရာမကြီးဖြစ်လာမလား။ဒါမှမဟုတ်နိုင်ငံတော်ရဲ့အကြီးအကဲများဖြစ်လာလိမ့်မလား။ဒါမှမဟုတ်ကဗာကုလတမကဤအတွင်းရေးမှုချုပ်ကြီးများဖြစ်လာလိမ့်မလား။စသည်ဖြင့်ယူလေစိတ်ကူးတွေယဉ်ကြည့်မလျက်ဖြစ်သွားပါလိမ့်။ကျွန်တော်ဤဇနီးကိုလည်းပကြီးဆရာမကြီးတယောက်ဤမိခင်လောကဗျာဆရာမကြီးတယောက်ဤမိခင်လော နိုင်ငံတော်ဤမိခင်တယောက်ဖြစ်လာလိမ့်မလားကမ္ဘာမိခင်ကြီးတယောက်ဖြစ်လာလိမ့်မလားစသည်ဖြင့်နဲ့တဆက်ထဲလဲတွင်းမိလျက်သားဖြစ်နေပါသည်ကျွန်တော်ဤဇနီးသည်သဘာဝအတိုင်းနေထိုင်ခြင်းကိုမျက်နှိုးသည်မမျက်နှိုးသည်ဟူကိုတော့ကျွန်တော်အတိအကျမသိပါဒါပေမဲ့ကျွန်တော်ကိုတော့အလိုလိုက်ပါသည်အထမမြောက်သားတော်ဦးကိုထပ်မံ၍မွေးဖွားပေးပြန်ပါသည်နဝမမြောက်သမီးကလေးတဦးကိုလည်းထပ်၍မွေးဖွားပေးပြန်ပါသည်ဒါသမမြောက်သားတော်ဦးကိုလည်းထပ်၍မွေးဖွားပေးပြန်ပါသည် ကျွန်တော်ဤဇနီးသည်နောက်ထပ်၍ ตาတို့မဟုတ်တမီးတူတယောက်ကိုမြ၊မွေးဖွားမပေးတော့ဟူ၍ကျွန်တော်ထင်ပါသည်။ကျွန်တော်ဤဇနီးအသက်မှာလည်းယခု45နှစ်လောက်ရှိပါပြီ။ဒါပေမဲ့အရက်ကခတ်ဖို့ဘူးဆိုတော့ဘလို့အမကိုထင်လို့မရပါ။ကျွန်တော်ဒီတခါတခါตาနဲ့တမီးတို့ကိုသူတို့အမေရှိတွင်အဖေနဲ့အမေကိုဘသူကိုပို့ရှိတယ်လဲဟူ၍မေးတတ်ပါသည်။တချို့ကမဖြေကြပါတချို့ကသူတို့ရဲ့အမေနာကိုကတ်သွား၍အမေကိုပို့ရှိတယ်ဟူ၍တိုးတိုးကလေးပြောကြပါသည်။တချို့က ကျွန်တော်ဤအနာကိုကတ်လာကြ၍အဖေကိုပိုရှက်တယ်ဟူ၍တိုးတိုးကလေးပြောကြပါသည်ပြောတရားကောင်းသည်ဟူ၍ထင်ရတော်လဲတကယ်ကထိုအခါများတွင်ကျွန်တော်သည်စိတ်မကောင်းဖြစ်မိပါသည်ကျွန်တော်ကိုကျွန်တော်လဲတားနှင့်သမီးတို့ကိုဘသူကိုပို၍ရှက်ပါတယ်လဲဟူ၍မေးကြည့်ပြန်ပါသည်တားနှင့်သမီးများကို balance ဖြစ်စွာ ရှက်သည်ဟူ၍သာဖြေရပါမည်နောက်တစ်ခုကတားနှင့်သမီးတို့ကိုဘသူကမွေးဖွားပေးတာလဲ ဖဖေကမွေးဖွားပေးတာလားအမေကမွေးဖွားပေးတာလားဟူ၍ကျွန်တော်ကမေးတတ်ပါသေးသည်တဝကသားကြီးတွေကရဲကြဲကြဲနဲ့အမေမွေးပေးတာဆိုပြီးဖြေကြ၍တမီးကြီးကအဖေမွေးပေးတာဟူ၍ဖြေပါသည်တဝကများတွင်ကျွန်တော်ဤဇနီးကသားကြီးများပြောသောအခါဝမ်းသာ၍တမီးကြီးပြောသောအခါသောသဘောမကျပုံဖြစ်ပုံကိုတွေ့ရတတ်ပါသည်ကျွန်တော်ကတော့သားကြီးတွေပြောကြသောအခါသဘောမကျဖြစ်၍တမီးကြီးပြောသောအခါဝမ်းသာမိပါသည် အငယ်ဆုံးတမီးနှင့် အငယ်ဆုံးသားလေးကိုကြောင်းမထားရသေးပါအသက်မပြည့်သေး၍ဖြစ်ပါသည်ဒါပေမဲ့အကိုကြီးတွေအမကြီးတွေတင်ပေးထားကြ၍တခါတခါမပီကလာပီကလာနှင့်တစ်ကနေ30အထိကိုတီးဆို၍နေတတ်ကြပါသည်ကဘာကြီးကိုဤကဲ့သို့စောက်တည်ထားပါသည်စပယ်ပြူမဂဇင်1989ခုနှစ်ဩဂုတ်လဟုတ်ကဲ့ပါခင်ဗျာအခုဆက်လက်ပြီးတော့မွေးရမြေတို့အမိရတဲ့ဝိထုတို့လေးကိုဆက်လက်ဖျားတင်ဆက်ပေးကြပါမယ်ခင်ဗျာ မွေးရမည်လူသားတို့တွင်မိမိတို့၏လူမျိုးမိမိတို့နိုင်ငံမိမိတို့၏မြို့မိမိတို့၏ရွာမိမိတို့၏မွေးရမည်စသည်တို့ကို ရှေ့ခင်တွေ့တာမျက်နှာကြသည့်စိတ်မရှိသူများရှိကောင်းရှိနိုင်တော်လေလူအများစုမှာမူမိမိတို့၏လူမျိုးမိမိတို့၏နိုင်ငံမိမိတို့၏မြို့မိမိတို့၏ရွာမိမိတို့၏မွေးရမည်စသည်တို့ကိုရှေ့ခင်တွေ့တာမျက်နှာကြသူများကလူများစုတာလျင်ဖြစ်ကြသည်ဟု၍ထင်မိပါသည်တို့လူများစုတဲ့တွင်ကျွန်တော်ဒီလေတအူးအပါဝင်ဖြစ်ရာ ကျွန်တော်ဤမွေးရမြေရွာကလေးနှင့်ကျွန်တော်ကြီးပြင်းခဲ့ရာမျိုးလေးကိုလွန်စွာမြင်လို့သူတို့ဖြစ်ခဲ့ပါသည်ကျွန်တော်အားမွေးဖွားရာရွာကလေးဤအမည်မှာတရရတော်ရွာဖြစ်၍ကျွန်တော်ကြီးပြင်းခဲ့ရာမျိုးကလေးမှာမြင့်ရှင်မျိုးကလေးဖြစ်ပါသည်တို့ရတွင်မြင့်ရှင်မျိုးကလေးနှင့်တရရတော်ရွာမှာပေတရာခန့်မြသာရှိသည့်ရှောင်းငံကလေးတာလျင်ရှားရာမြို့တမြို့တရွာလေးပင်ဖြစ်သည်ဟု၍ပြောပြပြန်ပါသည်ဒုတိယကဘာစဲအတွင်းကကျွန်တော်၃နှစ်သားအရွယ်ခန့်နောက်ကကျွန်တော်ဤမျိုးကလေးမှာဘုံတွေကျဲချခံရမှုသည် ဂျပန်လေယာဉ်များတွေလားအင်္ဂလိပ်လေယာဉ်များတွေလားဆိုဒီကိုတော့ကျွန်တော်တိတိကျကျမမှတ်မိပါထိုအချိန်ကကျွန်တော်တို့တရတော်ရွာကလေးနိုင်နေတိုင်းကြ၍ကျွန်တော်တို့၏မျိုးကလေးပေါ်တို့လေယာဉ်များတွေအုပ်လိုက်အုပ်လိုက်တဝေဝေအော်မြေကပြန်တန်းလာခဲ့ကြပြီးဘုံတွေကျဲချခဲ့ကြပါသည်ကျွန်တော်တို့မျိုးကလေးမှာမိဟုံတောက်တော့ခဲရွာ၍မိခိုးလုံးကြီးတွေအလိမ့်လိမ့်နဲ့တက်ခဲ့ပြီးကောင်းငင်ကြီးမှလည်းမဲမောင်၍သွားခဲ့သည်ကိုကျွန်တော်ယနေ့တိုင်မှတ်မိ၍နေပါသည် ကျွန်တော်တို့ညီကိုမောင်တို့မတွေအိမ်အောက်မှာဘုံကိုခြင်းတဲ့သူဝင်ပြီးပုံခဲ့ကြရသည်ကျွန်တော်ဤဖခင်နဲ့သူဤမိတ်ဆွေများမှာတနတ်တွေကိုတွင်းလိုက်ထုတ်လိုက်နေအလုပ်တွေရှုပ်ရနေကြပါသည်၎င်းတို့ကိုလည်းကျွန်တော်ဒီရေးတေးတေးမှတ်မိပါသည်ထိုစဉ်က ကျွန်တော်ဤမိခင်မှာကျွန်တော်အောက်ကညီမလေးကိုမွေးဖွားပြီးစသွေးနုနုနဲ့တရတော်ရွာကလေး၌ပင်တည်ဆုံရသွားကြရပါသည်စေကြီးပြီးဆုံးသွားတော့ကျွန်တော်တို့မြေချင်မျိုးကလေးတို့ပြောင်းချွေ၍သွားကြကြပါသည် ဗိုလ်ချုပ်အောင်ဆန်းတို့လောက်ကြံခံရတော့ကျွန်တော်တို့မြေချင်မျိုးကလေးတို့ရောက်ချိနေကြပြီဖြစ်၍အဖေကြီးတို့လူကြီးတွေငိုကြတယ်ကိုကျွန်တော်ကောင်းကောင်းမှတ်မိပါသည်။နောက်ကျွန်တော်တို့ညီကို၃ယောက်ကိုအဖေကရှင်ပြုတ်ပေး၍ကျွန်တော်ဤအဖအနှင့်အပွားတို့စောက်လုံးလှူဒန်းပေးကြသည့်ဖုံးတော်ကြီးကျောင်း၌ထားပါသည်။တေသူများအတွက်အသုံးပြုလျင်စွန့်ပစ်ထားခဲ့ကြသည့်ခေါင်းပြင်များများနှင့်ပြုလုပ်သောတက်သားတင်မုံကြီးများနှင့်စတင်ကြရပါသည်။ကျွန်တော်ပရမအမှုဆုံးမြန်မာစာကိုရေးတပ်ဖတ်တတ်သည့်အစဉ်အထိထို လူသေးကောင်း ပြင်တယ်ဗျာတင်မုန်းချက်ကြီးများပေါ်တွင် ရေးသားတင်အန်နေ့တင်ကြားတက်မြောက်ခဲ့ပါသည်နောက်ကျွန်တော်တို့ညီကို၃ယောက်ကိုတရရောရွာတွင်ရှိသည်မူရတန်းအကြောင်းကလေးတို့ပြောင်းချွေထား၍အတန်းပညာများကိုဆက်လက်တင်ယူစေခဲ့ပါသည်ထို့ကြောင့်ကျွန်တော်သည်ကျွန်တော်၏မွေးရမြေရွာကလေးတို့နေ့စဉ်တွားရောက်၍ပညာတင်ကြားခွင့်ရခဲ့ပါသည်ကျွန်တော်မူလာတဲ့ចောင်းသားဘုရားနေ့စဉ်ပညာရေးတွားရောက်တင် जा ခဲ့ရသည့်တရရတော်ရွာမှာ ထိုမူလာနှံကျောင်းကလေးမှာအင်္ဂလိပ်အစိုးရ၏လက်ထောက်ကဝန်တာနုအမျိုးသားကျောင်းကလေးဖြစ်ပုံရပါသည်ထိုကျောင်းအဆောက်အအုံမှာလည်းဆရာကြီးပိုင်ဖြစ်၍ထိုမူလာနှံကျောင်းကလေး၏အမည်ကိုလည်းဆရာကြီး၏အမည်နှင့်ပင်ဆရာထွန်းကျောင်းဟူ၍ခေါ်ပါသည်ဆရာကြီးရုပ်ရည်လက္ခဏာမှာလဲရှေးမြမာကြီးများ၏ရုပ်လက္ခဏာမျိုးဖြစ်၍အယက်မြင့်မြင့်ပိမ့်ပိမ့်ပါပါရောင်စတုံးကြီးနှင့်ဖြစ်ပါသည်။ကျောင်းအဆောက်အုံ၏ပုံတံတားမှာလဲ ကျောင်းအဆောက်အုံဤပုံတံတန်းမှာလဲရှေးမြမအဆောက်အုံပုံတံတန်းကျွန်းတေသာကျောင်းကြီးဖြစ်၍ကျောင်းအောက်မြေပြင်တွင်ကျွန်တော်တို့ကျောင်းသားများဆော်ကစားကြရပါသည်။နောက်မြင့်ချင်မျိုးကလေးတွင်လဲဆရာဘကျောင်းဟူ၍ခေါ်သည့်မူရတန်းကျောင်းလေးတစ်ကျောင်းဖွင့်၍လာခဲ့ပါသည်။ထိုဆရာကြီးမှာအရင်အနေငယ်ပူ၍အနေငယ်ဝပြီးကတုံးကြီးနှင့်ဖြစ်ပါသည်။ကျွန်တော်တို့နိုင်ငံလွတ်လပ်ရေးရပြီး၍ဖဆပါလအစိုးရ၏လက်ထက်ရောက်မှအစိုးရအတိမတ်ပြုကျောင်းများဖြစ်၍လာခဲ့ပုံနဲ့ရပါသည်။ တရတော်ရွာမူတာတန်းအကြောင်းကလေးမှာကျွန်တော်သရုပ်ထာတန်းကိုစကောလာချက်ဆုနှင့်အောင်မြင်ခဲ့သည့်နှစ်တွင်မြေရှိမျိုးကလေး၌အလဲတန်းအကြောင်းစတင်ဖွင့်လေ၍ကျွန်တော်အလဲတန်းအောင်မြင်သည့်နှစ်တွင်အထက်တန်းအကြောင်းကြီးဖြစ်ပြီးသွားပါသည်ကျွန်တော်၏မွေးရမြေမြေရှိမျိုးကလေးမှာရှေးခေတ်ကဖုံးတော်ကြီးကြောင်ပညာရေးများတော့ပင် ရှိတော်လေအတော်ပင်ကြီးကျယ်ခဲ့ပုံရပါသည်ကျွန်တော်၏အဖာများနေထိုင်ခဲ့ကြသည့်အိမ်ကြီးကိုဆိုလျင် နေ၏အထိုင်မှန်၊နား၏အထိုင်မှန်များဖြစ်ကြသည့်ဒေါင်းယုတ်၊ယုံယုတ် ဘဘူးယုတ်ကြီးများနှင့်ပင်ဆောက်လုပ်ထားသည်ဟူ၍တည်ဘူးပါသည်ထိုခေတ်ကကျွန်တော်၏အဖာများမှာရင်းနှံတွင်းမှရှင်ကြီးများဖြစ်ခဲ့ကြ၍ဖျားတာရဲကအကြောင်းတကာရဲ့များလည်းဖြစ်ကြပါသည်ကျွန်တော်၏အဖဆောက်လုပ်လှူဒန်းခဲ့သည်ကျောင်းတော်ကြီးကျောင်းဆိုလျင်ကျွန်တော်ကိုယ်တိုင်ပင်အတန်းကျောင်းမတက်မီကနေထိုင်ပူးခဲ့သည့်ကျောင်းဖြစ်၍ကျွန်းပင်ဘဘူးလက်ရများနှင့်ကျွန်းပင်ပန်းနယ်ပန်းခတ်အခွေလေးတို့ဖြင့်မုန်း၍ထားရာအတော်ပင်ခန်းကြားကြီးကျယ်လှပသည်ကိုကျွန်တော်ပင်မြင်တွေ့ခဲ့ရပါသည် ထိုခေတ်ကစူပေါင်းဆောက်လို့လူတန်းချင်းများလည်းမဟုတ်ကြပဲတဦးတည်းကောင်းမှုရှင်များတာလျင်ဖြစ်ခဲ့ကြပါသည် ထိုကြောင့်တော့ကြီးအမည်မှာမျက်စိမာယာမှာဟူ၍ဖြစ်ပါသည်ကျွန်တော်ဤဖခင်မှာလည်းထိုကြောင့်တွေ့ပင်ဖြစ်၍မူလကျောင်းနိုင်ဆရာတော်ကြီးမှာဦးစီရန်နာဖြစ်ပါသည်ထိုဆရာတော်ကြီးဤတပည့်တော်ကတပည့်ဆရာတော်ဦးညာနာ၏လက်အောက်တွင်ကျွန်တော်တို့ပညာသင်ကြားယူခဲ့ရခြင်းဖြစ်ပါသည် ထိုဆရာတော်ကြီးဤဥပရိယုတ်လက္ခဏာတော်များမှာလည်းမြခုံးမွေးကြီးများမှာကုတ်၍ကြွနေပြီလည်းအလွန်ပင်ခံကြလာ၍တမာရိပညာတို့မှာလည်းအလွန်ပင်ပြည့်စုံကြပါသည်ကျွန်တော်ဤအဘနဲ့သူဤဆွေမျိုးစုတို့တိစတာကိုကိုွယ်ခဲ့ကြသည့်ဇေဒီပထိုးတော်ကြီးများဆိုလျင်လည်းယနေ့တိုင်ပင် ကျွန်တော်ဤမွေးရမြေမြေချေမျိုးကလေး၌ရှိ၍နေကြပါသည်၎င်းပြင် ကျွန်တော်တို့ဤမြေချေမျိုးကလေးတွင်အနောယထာမင်းကြီးဤသားတော်ဆောလုံမင်းတိထာကိုကိုွယ်ခဲ့ကြည့်ရွှေဆောလုံဖျားကြီးလည်းရှိ၍ ချောင်းမကြီးချောင်းကြီးအနောက်ဘက်တွင်တိန်တော်ရွာတွင်တံပြင်းမင်းသမီးတီထားကိုကွယ်ခဲ့သည့်ရွှေကူကြီးဖျားလည်းရှိပါသည်ထိုတံပြင်းမင်းသမီးဆိုလျင်ဗိဒကတ်သုံးပုံကိုအာကုန်ဆောင်နိုင်ခဲ့၍ယဟန်တော်များကောက်ပင်စာချပေးခဲ့ရပါသည် ထိုဇေဒီပရိုးများ၏အတွင်း၌ရှေးခင့်နိုင်ရန်ပကြီးများကိုကျွန်တော်ရခင်တစ်ခေါက်တွားရောက်ခဲ့စဉ်အထိတွေ့မြင်သေးခဲ့ပါတော့လေယခုတစ်ခေါက်တွင်မူထုံးတင်ကမ်းများကပ်၍ထားပြီးဖြစ်ဒီကိုသာလျှင်မြင်တွေ့ရပါတော့သည်၎င်းတိမ်တော်ရွာကလေး၏အနောက်ဘက်၌ ညောင်နညောင်ပင်ဤမျိုးစိုးပေါတော်တန့်ကြီးစသည့်ရွာများမှလည်းတဆက်တည်းရှိ၍တန့်ကြီးတောင်ကြီး၏ထိပ်ပေါ်တွင်အနောယထာမင်းကြီးတည်ထားကိုွယ်ခဲ့သည့်တန့်ကြီးတော်ဖျားစီတီတော်ကြီးလည်းရှိပါသည်ကျွန်တော်၏မိုးရမြေရွာများလည်းထိုစီတီပတိထိုဖျား၏ဝေယဝိဇ္ဇအတွက်လူဒန်းသားသည့်ရွာများဖြစ်ကြသည်ကိုထိုဖျားကြီး၏ကြောက်စာ၌တွေ့ရပါသည်ကျွန်တော်တို့ငယ်စဉ်ကဆိုလည်းယင်းနှစ်စဉ်လိုလိုထိုတန့်ကြီးတော်ဖျားပွဲတော်ကြီးသို့တွားရောက်၍ရောက်ရှိခဲ့ကြပါသည် ဇေဒီတော်ကြီးဘေးမှတစောင်းတော်ကြီးအထက်၌ဗျာဒိတ်ဘေးမတ်တရဖျားဆင်းသူတော်ကြီးတဆူလည်းရှိ၍အေယာဝရမြကြီးဤတစ်ဖက်ကန်းတွင်ရှိသည့်ပကံမျိုးတို့လက်ညိုးတော်ညွန့်လျက်ရှိပါသည်အခါတပါး၌မြတ်စွာဘုရားသည်ဤနေရာသို့ဒေသသားတွေကြွရှိတော်မူလာကြ၍ပုန်းနှင့်ကြွသရဝါနကောင်တို့ကိုတွေ့မြင်ပြီးတော့ယခုပကံမျိုးသည်ဤနေရာသို့လက်ညိုးတော်ညွန့်၍တချိန်သောကာလတွင်ဤနေရာ၌ ပေါက်ကံပြေးကြီးဖြစ်လက်တဲ့ဟူ၍ဗျာဒိတ်တော်ပေးခဲ့သည်ဟူရှင်းလူကြီးသူမတို့ပြောခဲ့ကြသည်ကိုလည်းကြားသိခဲ့ပူပါသည်မြင်းရှိမျိုးကလေး၏အရှိတ်အဝါ၌လည်းတရတော်တန့်စဉ်မုန်းနကုံထန်တော်ကြောင့်အောင်သာကလည်းကြောင့်ဘဲကြီးရွာဟူ၍ရွာများရှိရာဗကံမြင်းရှင်တော်ထာမင်းကြီးလည်းထိုအောင်သာကလည်းကြောင့်ဘဲကြီးရွာအနီး၌နက်ကြွဲခတ်၍နက်ရွာတော်ကံတော်ကုန်ခဲ့ရသည်ဟူ၍ရှေးဗကံရာသွေများ၌ရေးသားခဲ့ကြပါသည် ကျွန်တော်ဤမွေးရင်မြေမြေချေမျိုးကလေးမှာကျွန်တော်ငယ်စဉ်ကအေယာဝတီမြေဤကမ်းရှင်၌ရှိရှေးမြမလေကြီးများစိုက်ကတ်ထားရာ အလွန်အစင်ကားသည့်အေယာဝတီစိတ်ကမ်းမျိုးကလေးတစ်မျိုးဖြစ်ခဲ့ပါသည်ကျွန်တော်ဤဖခင် ကိုယ်တိုင်မှာလည်းလေပိုင်ချင်းကြီးဖြစ်ခဲ့၍အောက်ပြည်အောက်ရများနှင့်စုံကြီးဆန်ကြီးကူးတန်းသွားလာရောင်းဝယ်ခဲ့ပါသည်ယခုအခါတွင်မြို့ဤအနောက်ဘက်တွင်ရှိသည့်ချောင်းမကြီးချောင်းမှာနှစ်စဉ်မောက်ထုတ်ခဲ့သည့်တဲများကြောင့်အေယာဝတီမြစ်တွင် အတော်ပင်ဝေးလံ၍သွားခဲ့ပြီဖြစ်ပါသည် ို့ဖြစ်ဖြစ်ကျွန်တော်ဒီငယ်စဉ်ကကျွန်တော်ဤမွေးရမည်မျိုးကလေးဤအမည်ကိုလည်းအေယာဝတိမြစ်ဤရှေရင်နှင့်ရှိခဲ့ဘူးသည်အကြောင်းပြု၍မြစ်ရှိဟူ၍ခေါ်ကြကဖြစ်မှာပါပဲဟုမှတ်ထင်ခဲ့ဘူးပါသည်ပြီးခဲ့သည့်အခါရွာတို့ရောက်ရောက်ရှိခဲ့တဲ့ကကျွန်တော်ဤညမအငယ်ဆုံးဖြစ်သူနင်တို့မြစ်ချင်မျိုးမှာယခုအခါအေယာဝတိမြစ်ကြီးနယ်လဲအတော်ဝေးပြီးတွားပြီဒါကြောင့် မျိုးဤအမည်ကိုလည်းမြေဝေးမျိုးဟူ၍ပြောင်းရတော်မည်ဟုနောက်ပြောင်တော်မှာကျွန်တော်ဤညမငယ်ကထိုကဲ့သို့မဟုတ်ဘဲပြူစောတိမင်းဤလက်ထက်ဘူးပင်ကြီးဤအမြင့်ရှိရောက်ချိခဲ့သည့်နေရာဖြစ်၍မြင့်ရှိဟုခေါ်ကြောင်းရှင်းပြခဲ့ပါသည် သူကအဖေကပြောပြခဲ့ပုံလည်းရပါသည်ထိုဘူးပင်ကြီးဤနေရာမှာယခုဗကံမျိုးတွင်ရှိသည့်ဘူးဖျားနေရာ၌ရှိခဲ့ဘူးပါသည်ရှင်းအခါကရှိခဲ့ဘူးကြသည့်ကြာကြီးဝကြီးငတ်ကြီးရှူးပြန့်ကြီးတို့နှင့်ထိုဘူးပင်ကြီးကို ပြူစောတိမင်းကနှိမ်နှင်းကြရသည်။၎င်းကိုအကြောင်းပြု၍ဘူဖရားကိုတီထားခဲ့သည်ဟုရည်လည်းကြားသိကြရပါသည်။ထိုခေတ်ကငှက်ကြီးဤအတောင်တစ်ချောင်းဆိုလျင်လည်းအပြူတော်ခုနှစ်ယောက်မြပင်ရွက်ယူကြရသည်ဟုပြောကြ၍ထုံငှက်ကြီးကိုလေးနှင့်ခွင်း၍နှိမ်နှင်းခဲ့သည့်နေရာကိုလည်းငှက်ပြစ်တောင်းဟု၍ခေါ်ကြပါသည်။၎င်းနေရာမှာညောင်ဦးမျိုး၏အခြေပတ်၌ရှိပါသည်။ကမ္ဘာဦးမှနောက်ဆုံးကြံရင်ခဲ့သည့်သရဝါကြီးများဖြစ်ကြပုံလည်းရပါသည်။ ကျွန်တော်ဤမိုးရဲ့မြေမြေရှင်မျိုးကလေးဤမြောက်ဘက်တွင်အိုင်ရှေရွာရှိ၍တောင်ဘက်တွင်ဆွဲကြီးရွာဖိုကုန်းရွာနှင့်အကြချာရွာတို့ရှိကြပါသည်ထိုမှနေ၍ကြည့်လျင်အရှိမအနောက်သို့တသွင်သွင်စီးခြင်းနေသည့်အေယာဝတီမြေကြီးနှင့်အပြိုင်ထိုငှက်ပြတောင်ရက်မှဇေဒီပထိုးများနှင့်ရွှေစည်းကို အာနန္ဒာတပ်ပတ်ညူဘူပယနှင့်အခြားဇေဒီတော်များကိုလည်းနှမ်း၍မြင်တွေ့နေရပါသည် ထိုနည်း၎င်းပင်ထိုဇေဒီဖျားကြီးများမှနေ၍ကြည်လိုက်လျင်လည်းကျွန်တော်၏မွေးရမြေမြေရှင်မျိုးကလေးကိုမှုံပြပြနှင့်လှမ်း၍မြင်နေရပြန်ပါသည်။အေယဝရီမြေကြီး၏တဲတောင်ကျုံကလေးများပေါ်မှဟင်းသာမောင်နှံတို့၏အော်မြင်နေကြသည့်အတန်များကိုလည်းကြားရပါသည်။ကျွန်တော်တို့မြစ်ဘက်ကမှမြေနုကျွန်းဆိုင်ခင်းလွင်ပြင်များဆိုလျင်ဘာဂျီနီယာဆေးကင်းများဆေးရွက်ကြီးပင်များငရုတ်တခွာခရမ်းကျင်ခရမ်းယို ပဲပြောင်းနှံဝါ စသည့်စိုက်ခင်းပြင်ကြီးများကိုလည်းလေတဖြူးဖြူးနှင့်စိမ့်ဆူနေကြ၍ဇီးပင်တွေကလည်းဟိုတစုဒီတစုနှင့်ပေါ်မှပေါ်လာပါသည်ကျွန်တော်တို့၏မွေးရမြေမျိုးကလေးတို့ရောက်ရှိသွားသည့်အခေါက်တိုင်းမှာလည်းကျွန်တော်သည်ထိုမြေနုကျွန်းစိုက်ခင်းရှိကျွန်တော်မိတ်ဆွေများ၏ရာခင်းများတို့ရောက်ရှိ၍လိုက်လံကြည့်ရှုခဲ့ပါသည် ပဲမင်းကလေးများမှာလေကိုအလွန်ကြိုက်နှစ်သက်ကြသည့်အကြောင်းယခုလိုလေတပြူးပြူးနှင့်ဆိုလျင်နောက်နေ့ဆိုနှမောင်းကလေးလေးထွက်လာတော့မည်ဖြစ်၍အပွင့်ကလေးလေးလည်းပွင့်လာတော့မည်ဟု၍ပြောပြ၍ကျွန်တော်၏မိတ်ဆွေသည်သူ၏အခင်းထဲမှအတီးအရွယ်များနှင့်ပြောင်းဖူးများကိုခူးဆွပြီးသူ၏ရာတဲကလေး၌ပင်ရှက်ပြုတ်ကျော်လွန်၍ကျွေးခဲ့ပါသည်အိယာဝရီမြကြီး၏ကျွန်တော်တို့ဗန်ချန်တစ်ချောင်းမှာမြတ်စွာဘုရားဒေတာစာရီကြားချီတော်မူခဲ့ဘူးရာအယက်ဒေတာများလည်းဖြစ်ကြ၍ ကျွန်တော်တို့ဤကမ်းပတ်မှာအတိအတံများမှာပို၍ရှိုသည်ဟူ၍လည်းရှေးလူကြီးသူများများကပြောပြခဲ့ဘူးပါသည်တဏ္ဍခါဆိုလျင်ကျွန်တော်တို့ဘက်ရှမ်းမှာတဏ္ဍခါပင်များကပို၍မှုကြသည်မှာလည်းအမှန်ပင်ဖြစ်ပါသည် ထို့ကြောင့်လည်းကျွန်တော်ဤဖခင်ဆိုလျင်သူဤမျိုးကလေးကိုလွန်စွာပင်ရှိခင်တွေ့တာခဲ့သူတို့ဖြစ်ခဲ့ပုံရပါသည်တကယ်ဆိုလျင်ကျွန်တော်ရန်ကုန်မြို့ကြီးတွင်အသေးအတံမမမကျန်းဖြစ်၍နေခဲ့စဉ်ကဒီအကောင့်ကိုရန်ကုန်မှာအတိမခံဘူးရွာမှာပဲအတိခံမယ်ဟူ၍ပြောကား ကျွန်တော်ဤမမအကြီးဆုံးနှင့်အကိုကြီးများကိုဆေးလွတ်လိုက်၍ကျွန်တော်အားရွာသို့ခေါ်ဆောင်သွားခဲ့ပူကြပါသည်တို့ရတွင်ကျွန်တော်မှာမိမိမိုးရံမြေမြေရှိမျိုးကလေးကိုပြန်၍မြင်ရတော့မကြခင်ပင်ပြန်၍နေပြန်ကောင်းခဲ့ပါသည်ထိုစဉ်ကကျွန်တော်သည်ခလေးဘဝပြေးလွှာဆော်စားခဲ့ပူရာနေရာများသို့လိုက်လံကြည့်ရှုပြီးဒီနေရာများ၌ပြန်လည်၍ပြေးလွှာကြည့်ခဲ့ပူပါသည် ငယ်စဉ်ကနေခဲ့ဘူးသည့်ဖုန်းတော်ကြီးเจ้าများနှင့်ဖျားစီတီတော်ကြီးများအားလုံးကိုလည်းတွားရောက်ခဲ့၍ငယ်စဉ်ကခုံချခဲ့ဘူးသည့်ရှင်သေးရုပ်ကြီးများဤကျောပြင်တို့လည်းပြန်လည်ခုံချကြည့်ခဲ့ဘူးပါသည်ကျွန်တော်အားမွေးဖွားခဲ့ရာတရေတော်ရွာကလေးနှင့်ကျွန်တော်ငယ်စဉ်ကပညာသင်ကြားခဲ့ရာဆရာထွန်းဤကျောင်းကလေးနေရာတို့လည်းရောက်ရှိခဲ့၍ငယ်စဉ်ကနေ့စဉ်မြင်တွေ့ရင်ကြီးပြင်းလာခဲ့ရသည့်တက်ကြီးရွယ်အိုလူကြီးသူမများနှင့် စိတ်ညွတ်နေကြသည့် တစ်ပင်အိုကြီးများကိုလည်းလိုက်လံကြည့်ရှုခဲ့ပါသည်။ညောင်ပင်အိုကြီးများမှညောင်ရွက်ခတ်တန်ကလေးများကိုလည်းခရုတက်ဆိုင်ပြန်လည်နားထောင်ခဲ့ပြီးတမာပင်အိုကြီးများမှတမာပွင့်ကလေးများ၏ရဏံများကိုလည်းရှုချိုက်ကြည့်ခဲ့ပါသည်။နောက်ပြီးနေမကောင်းရဲ့ကြီးနှင့်ပင်မကြီးပင်အိုကြီးများမှမကြီးသည့်ကျက်စုသည့်များကိုခူးစားကြည့်ခဲ့၍ဇီးသည့်များကိုလည်းစားခဲ့ပါသည်။ ညနေဆိုလျင်လေးတပြူးပြူးနှင့်အလွန်အသာရသည့်ရှောင်းမကြီးချောင်းတို့လည်းတွားရောက်ကြည့်ရှုခဲ့၍တန်းကြီးတောင်ကြီး၏နေဝင်ချိန်နှင့်ကောင်းကင်ပြင်ကြီးထဲတွင်စော်ကစားနေကြသောဗျံလွားငှက်ကလေးများကိုလည်းပြန်လည်မြင်တွေ့ခဲ့ရပါသည်။ရုပ်ရှင်တေးကဗျာ1993ခုနှစ်ဩဂုတ်လဟုတ်ကဲ့ပါခင်ဗျာဝိတုတို့လေးကတော့ EDM ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်ခင်ဗျာဒီနေ့မှအချိန်မေးပြီးဝင်ရောက်နားဆင်အားပေးခဲ့ကြသူ ျွန်တော်တို့ရဲ့ညီကောင်မောင်နှမတအူးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပင်တင်ရှိပါရခင်ဗျာကျွန်တော်တို့ရဲ့ညီကောင်မောင်နှမတွေကိုစိတ်နှပါရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ